ဂါဇာမှာအစ္စရေးကမြေပြင်ဆစ်ဆင်ရေးပြန်ဆကြောင်းကြေညာလိုက်ပြီးဟာမတ်တို့ကို နောက်ဆုံးသတိပေးချက်ထုတ်ပြန်ဂါဇာကမ်းမြောင်ဒေသမှာမြေပြင်ဆစ်ဆင်ရေးပြန်ဆပြီးလို့အစ္စရေးကကြေညာလိုက်ပြီးဖမ်းဆီးခံထားရတဲ့တစ်စက်ခင်တွေပြန်လှုပ်ဖို့ဟာမတ်တို့ကိုနောက်ဆုံးသတိပေးချက်ထုတ်ပြန်လိုက်ပါတယ်အပြစ်ခံရစေရေးစားတင်ခဲ့တဲ့ဇန်နဝါရီနောက်ပိုင်းအသေးပြောက်များဆုံးလေးချောင်းတိုက်ခိုက်မှုအဖြစ်ပြီးခဲ့တဲ့နေ့ကတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း400ကျော်တည်ဆုံးခဲ့တယ်လို့ဂါဇာကျမ်းမာရေးအာဏာပိုင်တွေကပြောပါတယ်။လုံခြုံရေးဝန်ချင်းကိုချဲထွင်ဖို့နဲ့ဂါဇာတောင်ပိုင်းနဲ့မြောက်ပိုင်းကိုဂျာခန်တခုဖန်သေးဖို့အလဲပိုင်းနဲ့တောင်ပိုင်းတို့ကိုမြေပြင်ဆစ်စင်ရေးပြန်လည်စတင်ခဲ့ကြောင်းအစ္စရေးစစ်တပ်ကထုတ်ပြန်ပါတယ်။အပြစ်ခံရစရေးကိုထိန်းသိမ်းမှုနိုင်ငံတကာတိုက်တွန်းမှုတွေရှိနေပေမယ့်အစ္စရေးရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ဂါဇာရဲ့လမ်းတွေပေါ်မှာထွက်ပြေးသိမ်းရှောင်နေသူတွေပြည်နေခဲ့ပါတယ်။ အစ်စရီကတော့စစ်စင်ရေးဆောင်အဖြစ်သတ်မှတ်ထားတဲ့နေရာတွေကနေထွက်ခွာဖို့သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။အမေရိကန်တမရရဲ့အကြံအတိုင်းသက်ခင်တွေကိုလှုပ်ပေးဖို့နဲ့ဟမ်မတ်တွေအဆုံးသတ်ရေးသတိပေးထားပြီးပါလက်စိုင်းတွေအနေနဲ့တခြားရွေးချယ်မှုတွေကကမ္ဘာရဲ့တခြားနေရာတွေကိုသွာလာနေထိုင်တာတွေအပါအဝင် လှပတဲ့အနာဂတ်ကစောင့်ကြိုနေပြီ။သစ္စာခံတွေပြန်မလှုပ်ရင်တော့အဆုံးသက်ရမယ်လို့ဟမ်မတ်တွေကိုအစ္စရေးဝန်ကြီးချုပ်ကသတိပေးထားပြီးဒါဟာနောက်ဆုံးသတိပေးချက်လို့လည်းပြောပါတယ်။2023ခုနှစ်အောက်တိုဘာလ9ရက်မှာဟမ်မတ်တို့ကအစ္စရေးကိုနှိမ့်ဆက်ဖျက်ကျော်တိုက်ခိုက်ခဲ့ပြီးသစ္စာခံ251ရောက်ကိုဂါဇာကမ်းမြောင်ဒေသကိုဖယ်ဆီးခေါ်ဆောင်သွားခဲ့ပြီးတော့ဒီထဲမှာ34ရောက်တိစုံခဲ့ကြောင်းအစ္စရေးစစ်တပ်ကပြောပါတယ်။ လက်ရှိချိန်ထိဟာမန်အဖွဲ့ကအစ္စရင်ရဲ့တိုက်ခိုက်မှုကိုစည်ရည်အရလက်တော့ပြင်ခြင်းမရှိသေးပဲအပြစ်ခက်ရစဲရည်လမ်းကြောင်းအပေါ်တို့ပြန်လည်ရောက်ရှိရေးအတွက်ဆွေးနွေးဖို့လမ်းဖွင့်ထားကြောင်းဟာမန်ပြောရေးဆိုခွင့်ရှိသူကထုတ်ဖော်ပြောဆိုထားပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။